ဝါချက်ဖွဲ့တွေမူရင်စေဝါထုတ်လုပ်နေရလို့ထိုင်းဝင်ကြီးကျုံဟောင်းတက်စင်ဆွဆွေအားလုံးမေမီလာပါတင်ယုံဆိုးရနယ်လေနီးစပ်မှုရှိတဲ့ UWS ဝါတပ်ဖွဲ့ဟာဆိုရင်တော့မြန်မာနိုင်ငံမှာအင်အားတောင့်တင်းဆုံးလက်နက်ကိုင်တပ်ဖွဲ့တစ်ခုလို့ပြောလို့ရပါတယ်။ဝါဒီတာကိုဆိုရရင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့သာတက်မှတ်ထားတယ်ဆိုပေမဲ့လေဒီဒေသမှာဥပဒေစိုးမိုးရေးကစားလို့ဝါတပ်ဖွဲ့ကပဲပြည်ဝထင်းချုပ်ထားကြတာဖြစ်ပါတယ်။မကြာသေးခင်ကပဲထိုင်းဝင်ကြီးချုပ်ဟောင်းဖြစ်တဲ့သက်စင်ဟာမြန်မာနိုင်ငံရှမ်းပြည်တဲကရွှေတရီကန်ဒေသမှာဝါတပ်ဖွဲ့ဟာမူရည်စေးဝါတွေထုတ်လုပ်နေတယ်ဆိုပြီးတော့ဆွဆွဲသွားခဲ့ပါတယ်။မြန်မာထိုင်းလာအိုသုံးနိုင်ငံပေါင်းစုံနဲ့ရွှေ ထရီကန်ဒေတာဟာဆိုရင်မိုးရေဆေးဝါးနဲ့ပတ်သက်ပြီးနာမည်ကြီးတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ် ွားတက်ဖွဲ့အနေနဲ့မွေရေးစေးဝါဆက်ထုတ်နေမယ်ဆိုရင်ထိုင်ဘက်ကကိုနီကိုအန်နဲ့ဖြည့်ရှင်းမယ်ဆိုပြီးတော့ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ကပြောလာခဲ့တာဖြစ်ပါတယ်။တက်စင်ကဒီကိစ္စကိုကင်တွယ်ဖြည့်ရှင်းပေးဖို့အတွက်မြန်မာနိုင်ငံဆိုရထံကိုလည်းတောင်းဆိုသွားခဲ့ပါတယ်။တက်စင်ကထိုင်းမွေရေးစေးဝါတိုက်ဖြတ်ရေးဘုတ်ပွဲမှာမေလာ29ရက်ကခုလိုပြောလိုက်တာဖြစ်ပါတယ်။တက်စက်ထဲမှာတက်စင်ဟာမွေရေးစေးဝါတိုက်ဖြတ်ရေးစစ်ပွဲဆင်နေမယ်ဆိုပြီးတော့ပါကြေညာလိုက်တာဖြစ်ပါတယ်။ ငွေရေးစေဝါထုတ်လုပ်တဲ့အရေးမြစ်တွေကိုအရေးတကြီးကင်တွယ်ဖြေရှင်းဖို့လိုပါတယ်။လာနေငယ်တွင်ထိုင်းနိုင်ငံသားရေးဝင်ကြီးအားဝါတက်ဖွဲ့ကိုကင်တွယ်ဖြေရှင်းဖို့အိန္ဒိယနိုင်ငံတွင် ထီထွေဆက်ဆံရမှာဖြစ်ပါတယ်။ရန်သူတွေကိုတနာမနေသင်ပါဘူးလို့သက်စင်ကပြောလာခဲ့တာဖြစ်ပါတယ်။သက်စင်ရဲ့ပြောချက်နဲ့ပတ်သက်ပြီးတော့ဝါတက်ဖွဲ့ကသူတို့အနေနဲ့မွေးရစေဝါတွေထုတ်လုပ်နေတဲ့ဆိုပြီးတော့ဆွဆွဲတဲ့ဟာမှန်ကန်မှုမရှိကြောင်းပြန်လည်တုတ်ပြန်သွားခဲ့တာဖြစ်ပါတယ်။ဝါတက်ဖွဲ့ရဲ့လာရှိုဆက်ဆံရေးယုံတာဝန်ခံဦးညီရန်ကတော့အချိန်ကိုက်နိုင်ငံရေးလက်ကွက်တစ်ခုဖြစ်ပြီးချေမြင့်မရှိဆဆွဲချက်လို့လူမှုကွန်ရက်မှာရေးသားထားပါရီ။ဒါပြင်ဦးညီရန်ကထိုင်းမြန်မာနယ်စပ်ကဝါတက်ဖွဲ့ဖွဲ့ရှိတာမဟုတ်ပါဘူး။ ဝါဒေတာမှာမွေးရည်စေဝါနဲ့ဆက်နွယ်တဲ့မှုတွေကိုကြီးလေးတဲ့ပြည်တံချမှတ်နေတာကြောင့်မွေးရည်စေသုံးဆွဲမှုအ ਨੇ စုံပြည်နယ်လေးဖြစ်ပါတယ်။ဆိုပြီးတော့လေတက်စင်ရဲ့ဆွဆွဲချက်ကိုတုတ်ပြန်ခဲ့ပါတယ်။ဝါတက်ဖွဲ့အောင်ထိုင်းနယ်ဆက်မှာလေဝါတောင်ပိုင်းတစ်ခွန်တေစစ်ဒေတာဖြစ်နေမြေဖြန့်ကျက်မှုရှိနေပါတယ်။ပြီးကြတဲ့နေ့ဒီဇင်ဘာလတုန်းက ထိုင်းမြန်မာနယ်စပ်မှာဝါပြည်သွေးစည်းညညရေးတက်မတော့ UWSC နဲ့ထိုင်းစစ်တပ်တို့ကြားနေမြေဖြန့်ချက်မှုနဲ့ပတ်သက်ပြီးစစ်ရဲတက်မမှုတွေရှိခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပေါ်ပါရီလက်ရှိမူရည်စေဝါနဲ့ပတ်သက်တဲ့ဆဆွဲမှုတွေကြောင့်ဝါတက်ဖွဲ့နဲ့ထိုင်းနိုင်ငံသားတက်မမှုတွေထက်ရှိလာအောင်မလားဆိုတာလေးစောင့်ကြည့်သွားမှာဖြစ်ပါရီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်